တရုတ်စီမံကိန်းတွေရှိရာရခိုင်ပြည်နယ်ကြောက်ပြည်မြို့ကိုအေအေကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲကဆက်ပြီးပြင်းထန်နေပါတယ်။အရခတ်တော်အေအေကအမှတ်32ရက်တရင်ကိုပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကလေးကစတင်တိုက်ခိုက်နေတာဖြစ်ပြီးဇွန်လ16ရက်နေ့ဒီလည်းတိုက်ပွဲကဆက်ရှိနေတယ်လို့အမည်ပြင်သတင်းရင်းမြစ်တူက TV ကိုပြောပါရယ်။စစ်ကောင်စီဘက်ကကြာဆုံးများသလိုလက်နက်ချတာလည်းရှိနေပြီးမကြခင်တိမ့်ပိုင်နိုင်မှုရှိနေတယ်လို့လည်းဆိုပါရယ်။သတင်းရင်းမြစ်တူပြောပြတာကို TV ကနောက်ခံအသံထည့်ဖတ်ထားပါရယ်။ သူတို့ဘက်ကကြတာတွေလည်းများတယ်လက်နဲ့ချတာတွေလည်းရှိတယ်အကြီးပိုင်းတွေလည်းပါတယ်ပြောတယ်အဲ့ဒါတော့တေချာမသိရသေးဘူးတိုက်ပွဲကတော့ဆက်ဖြစ်နေတယ်ကြာတော့မကြာတော့ဘူးကြာတော့မကြာတော့ဘူးရတော့မယ်ဒါပြင်ကြောက်ဖြူကိုတိတ်ရောက်လာတဲ့ဒုတရင်မူဘုံမိုးဝင်းတန်နဲ့စနိုက်ပါထိမှန်သိဆုံးသွားခဲ့တယ်လို့မြေပြင်သတင်းမြစ်ကပြောပါတယ်ဒါနဲ့ပတ်သက်လို့တေချာဒီဖြူဖို့စ조사နေစေဖြစ်ပါတယ်လက်ရှိရခိုင်ပြည်နယ်အတွက်မှာအရခတတော်ဘက်ကမြို့နယ်အလုံးနီးပါးကိုတိမ့်ပိုက်ထားတာဖြစ်ပြီးမြို့တော်စစ်တွေ တရုတ်စီမံကိန်းတွေရှိရာကြောက်ဖြူနဲ့ရံပြဲမျိုးတို့ကိုတင်ပိုက်ဖို့ပဲကြံနေတာပါ ULA အနေနဲ့လက်ကြံမျိုးတွေကိုလည်းတင်ပိုက်ဖို့စ조사มาဖြစ်ပြီးလက်ရှိတိုက်ပွဲကတော့မျိုးကိုတင်ပိုက်ဖို့အထိအင်အားလုံးရင်းနဲ့ထိုးစစ်စင်တာမျိုးမဟုတ်သေးပဲအကန့်အသတ်နဲ့တိုက်တဲ့သဘောကိုတွေ့ရတယ်လို့စီးလီလာသုံးသက်သူတူဖြစ်တဲ့ CDM ဘုတ်ကြီးကိုစင်ရောကပြောပါတယ်ဟုတ်ကဲ့အင်အားတော့သူကကြံတဲ့လက်ကြံသုံးမျိုးလုံးကတော့မရရအောင်တင်ပါပဲအခုဒီ တိုက်ပွဲမှာတော့ခါတိုင်းမျိုးသိန်းတိုက်ပွဲတွေနဲ့မတူတဲ့ဒူးနဲ့တိုက်စစ်ဆင်တဲ့အနေအထားမျိုးကိုမတွေ့ရသေးဘူးပေါ့နော်အဲ့လိုမျိုးပဲပြောရမှာပါခင်ဗျာဒီအကန့်အသတ်နဲ့တိုက်နေတဲ့ပုံစံမျိုးပဲတွေ့ရသေးတယ်ဗျာဟောလက်ရှိမှာတော့32ရက်တည်းအင်နာကစစ်ကောင်စီတပ်စခန်းတွေကို ULA ဘက်ကသိမ်းပိုက်ထားပါတယ်စစ်ကောင်စီဘက်ကတော့ရေချောင်းကနေလက်နက်ကြီးပစ်ကူတွေကိုတောက်လျှောက်လုပ်နေတယ်လို့လည်းအမည်ပြင်သတင်းရင်းမြစ်တွေကပြောပါတယ်ကျွန်တော်ထပ်အောင်ပါ